အရင်စိတ်ထားကောင်းနေစေရတဲ့ပညာတနာတွေသင်ပေးရင်လည်းအရင်စိတ်တနာပါတယ်တဲ့ကျွန်တော်ရဲ့မေတ္တာတွေကိုပါရကြရင်เนาะကျွန်တော်ရဲ့အတန်လေးကို join ပါဗျဒီ GLPD မင်းကုန်းပုံစံအတိုင်းပေါ့เนาะတတ်မှတ်ထားတဲ့အချိန်တိုင်းဖြည့်ပြီးတော့မတိတာရှိလို့ရှိရင်စိတ်ကြိုက်မေးလို့ရတဲ့ချက်ချင်းမေးလို့ရတဲ့ Zoom class နဲ့မင်းကုန်းဟောင်းဆယ်စုံကိုဒီမတိတာရှိလို့ရှိရင်လည်းဆွေးနွေးရန် group ထဲမှာမေးလို့ရတဲ့ video class ဆိုပြီးတော့ recording video class ဆိုပြီးတော့နှစ်တန်းရှိပါတယ်ဗျဒါပြီးတော့ join လို့ရပါတယ်ကျွန်တော်ရဲ့စေတနာမေတ္တာတွေအပြည့်အဝရမှာပါဗျ ကဲအဲဆိုရင်ကျွန်တော်တို့ဒီနေ့တော့ grammar ၆ရောင်မြောင်နေလေးကိုစလိုက်မယ်ပေါ့နော်နေရာ၆ရောင်မြောင်နေလေးပေါ့နော်ထုံးစံအတိုင်း revision ကစပါမယ်တမေတာတမေနီပေါ့နော်သူကအတွက်ကြောင့်အဲ့ဒီရလိုက်ရခဲ့တယ်ဒါကြောင့်ဒါရလိုက်ရတယ်ဘယ်လိုမျိုးပုံစံလဲဆိုလို့ရှင်အစီရင်ခံစာမှာအမားတွေများခဲ့တာကတိချလေးမစစ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်မလို့စီရင်ခံစာမှာအမားများသွားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမှာတုံးတယ်နီယောတဲနီယောတို့ကျွန်တော်တို့သူ့မှာတုံးတဲ့ပုံစံ ၃မျိုးရှိတယ်ကျွန်တော်ရှင်းမှာတိခဲ့ပြီးသားနောက်နဲ့လိုက်ပြီးမတူ껙ဗျာဒီကောင်မားကြတော့နောင်ကြောင့်ဖြစ်တာ ਨੇ နောက်အဖင်လောက်ဆောင်တာ ਨੇ ဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်တို့စက်ရုံမှာကုန်ကျန်းပစ္စည်းမလုံတော့တဲ့အတွက်ကြောင့်ကုမ္ပဏီရဲ့ထုတ်လုပ်မှုကမလုံနိုင်တော့ဘူးထုတ်လုပ်မှုရပ်ဆိုင်းသွားခဲ့တယ်ဒီလိုပုံစံမျိုးကွက်လက်ကြောင့်ကွက်လက်ဖြစ်တယ်နေရာမှာတစ်ခုတုံတယ်နောက်တစ်ခု credit card အဖင်ငွေပေးဆောင်မယ်ဆိုလို့ရှိရင်နောက်ပါ အောက်မှာပါတဲ့သတိပိချက်တွေကိုဖတ်ပါပေါ့နော်ကွက်လက်အားဖြင့်လို့ဆောင်နေကွက်လက်ကြောင့်ဖြစ်တယ်ဒါကနီယော်တဲ့အတုံးနှုတ်နီယော်တွေရဲ့အတုံးနှုတ်ကျွန်တော်တို့သူရဲ့အတုံးနှုတ်အားလုံးပေါင်း၃မျိုးရှိတယ်အတိပ္ပယ်အားဖြင့်ခွဲမယ်ဆိုရင်၄မျိုးရှိရတော့ကြောင့်မလို့တိကျလေးကြည့်ရမယ်ပေါ့နော်နောက်တစ်ခုခါရခုတ္တခါရဒီကောင်ကတော့ယိုယိုပဲပေါ့နော်တော့ကြောင့်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် တင်းငယ်တော့ပေါ့နော်ဒီအနှဲငယ်တော့နားလည်မှုကြောင့်တငယ်ချင်းနဲ့အတူတူတငယ်ချင်းရဲ့ဆက်ဆံရေးရာဆိုလို့ရှိရင်ဆိုးရွားလာခဲ့တယ်နော်သူရဲ့နားလည်မှုနဲ့နှဲငယ်လွယ်မလာကြောင်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီကောင်လေးကယိုယိုခါတာခွတ်တုတ်ခါတာပဲပေါ့နော်နောက်တစ်ခုကကြတော့ဥခခေတဥခခေတဲ့စေဒါစေဒီသူကတော့ကြောင်းပဲဒီအပေါင်းရလက်ဒါမှမဟုတ်နဂတိရလက်အဲ့လိုမျိုးဖြစ်တဲ့နေရာမျိုးမှာတုံးတယ်ပေါ့နော်ကျေးဇူးကြောင့်အဲကွက်လက်ကြောင့်ပေါ့နော်အဲ့ဒါမျိုးဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီဆရာရဲ့ကျေးဇူးကြောင့်ကုမ္ပဏီကောင်းမှဝင်နိုင်ခဲ့တယ် ပြီးလို့ရှိရင်အလုံးများသောအကြောင်းပင်ပန်းခဲ့တယ်အဲ့ဒါမျိုးဥခခေတာဥခခေတဲ့စေတာစေတဲ့ပေါ့နော်အပေါင်းရလာနှုတ်ရလာကိုစောင်းနေပေါ့နော်တော့ကြောင်းမယ်နောက်တစ်ခုကကြတော့နော်ထခါတာကွက်လက်အတွက်ကြောင့်ဖြစ်တင်ဖြစ်ထိုက်တဲ့နေရာမျိုးမှာတုံးနေပေါ့နော်မကဘာကြီးရကျေပြတ်နဲ့အတွက်ကြောင့်မို့လို့အမျိုးမျိုးသောဓလေ့ထုံတမ်းနေရှိတယ်ဒါထုံးစံပဲပေါ့နော်ပထမတစ်ခုဟာနာရကွက်လက်ဆိုရင်ပေါ့နော်ကွက်လက်ဆိုရင်ဒီကောင်ရိုးရိုးလေးပဲကွက်လက်ဆိုရင်ဘယ်လိုမျိုးပုံစံလို့ရှင်ရင် စနိုဟခုမိုးစကဝနိုင်ဒစကရအဲ့ဒီတတမတုံးတော့ဘူးလားတဲ့စကဝနိုင်နာရဝတရှိမီခူရာဆိုင်မတုံးတော့ဘူးဆိုရင်ငါ့ကိုပေးပါရိုတန်လေးပဲဘာမှထွေထူးမပါဘူးဗောနော်ပြီးလို့ရှိရင်နောက်တစ်ခုအာတဲ့အရှတဝအမေကာတဲ့မနက်ဖြန်မိုးရမိုးရမလားတဲ့အမေနာရစကူရင်ဂူနီဝဤကဲဆိုမနိုင်နေတဲ့မိုးရမယ်ဆိုလို့ရှိရင်သူတို့စပိန်စီဖို့တော်တော်များတော့ဦးနော်ဆိုတော့ကျွန်တော်တို့ဓမ္မ နောင်နဲ့တွဲသုံးတဲ့ပုံစံလေးရများတယ်ဗောနော်နောင်နာရအဲ့လိုမျိုးလေးတွဲသုံးတယ်ကဲဟုတ်ပြီနာရတာရိုးရိုးဆိုရင်လေးဗောနော်နောက်တစ်ခုထပ်လာမယ်တဲဝါနော်တဲဝါဒီကောက်မှတ်ထားမှာတဲဝါအီခေမာဆန်အီခေမာဆန်ဗောနော်အီခေမာဆန်ကိုကျွန်တော်တို့ကပြောရမယ်ဗောနော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကွက်လက်မယ်ဆိုရင်မဖြစ်ဘူးကွက်လက်မယ်ဆိုရင်အဆင်မပြေဘူးတဲဝါရဲ့နောက်မှာလုံးဝအဆင်မပြေတဲ့ဖောင်တွေလိုက်တယ်ဘယ်လိုမျိုးလဲဆိုရင် ယမနကဆံဝရှုချွရှုချွစိတပဂရီတခါရာအမီမိုင်းနီအစ်တေဝခါရတဲ့မေဝခုတာရောတဲ့ခါရတဲ့ကိုတည်ရမယ်သူကပြောင်းမြန်ပို့ပြီးဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်ပေါ့နော်ဒီမလုံတဲ့နာကိုလုံလိုက်ပြီးတော့ကြောင့်မလို့အဆင်မပြေတာမျိုးဖြစ်သွားတဲ့ပုံစံမျိုးမှာခါရတဲ့ကိုတုံးတယ်ပေါ့နော်သူကတွေးရတာနဲ့လုံတဲ့ဟာနဲ့တခြားစီဖြစ်တာမျိုးပေါ့နော်ဆိုပါဆိုတော့ရှင်ယမနကဆံအားဆိုလို့ရှင် ခွဲစိတ်ပြီးကစားဖြစ်တဲ့အတွက်ကြောင့်မလို့လူနာတဲ့င်းမေးဖို့သွားတာဆိုလို့ရှင်ပြောင်းမြန်ပို့ပြီးတော့ပေါ့နော်ကိုကသူ့ကို တရင်ပေးပြီးသွားခြင်းပဲမယ်သူတို့အနောက်ရှက်ဖြစ်မယ်မဟုတ်ပါလားဘောနော်ကျွန်တော်ဆိုလို့ရှိရင်အစ်တဲဝါအိကေမာဆန်သွားမယ်ဆိုရင်မဖြစ်ဘူးဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ယမနာကဆန်ကခွဲစိတ်ပြီးကစားဖြစ်တဲ့အတွက်ကြောင့်မို့လို့သူနာတရင်ပေးသွားမယ်ဆိုလို့ရှိရင်သူ့ကိုပြောင်းပြန်ပို့ပြီးတော့အနောက်ရှက်ပေးသလိုဖြစ်နေလိမ့်မယ်နော်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ကျွန်တော်တို့ကိုကြည့်ကြည့်မယ်ဆွန်နာမူဆခင်နေနာတိုက်တို့တဲ့ဝမင်းနာနိခိရဝရမစီရောတဲ့အဲ့ဒီလိုမျိုးတာဝင်မဲ့တဲ့အပြုမှုဆိုရင်အလုံးထာနေမုံနာခံရမယ်နော် နော်သူကဒဲဝကွက်လက်မယ်ဆိုရင်မဖြစ်ဘူးပြောမဆိုရင်ဒီအပြုတ်မှုကိုလုံးမယ်ဆိုရင်မဖြစ်ဘူးအဲ့ဒီပုံစံမျိုး sentence သွားလာတာပေါ့နော်အဲ့တော့ sentence ပုံစံကိုရအောင်မှတ်နိုင်တော့မှကျွန်တော်တို့စာဝင်မှာပြေဖို့လွယ်တာပေါ့နော်နောက်တစ်ခုစရဲ့ပါစရဲ့နာတာနောင်းတာကွက်လက်လေအဆင်ပြေတဲ့ပုံစံပုံမှန်အဆင်မပြေတဲ့ပုံစံဒီကောင်ကအဆင်ပြေတဲ့ပုံစံဒါမှစရဲ့ကိုလေတည်ရမယ်ပေါ့နော်စရဲ့ကတလုံးနဲ့ဆိုရင်ဒေါမဟုတ်စင်ဟီရာကနာစရဲ့ခခင်မဆန်ဟီရာကနာတော့မှမရေးနိုင်ဘူးเนาะဒါမှစရဲ့ပါစရဲ့နာတာ နောက်တာကွက်လက်လည်းအဆင်ပြေဘလိုမျိုးပုံစံလဲဆိုလို့ရှင်တာရောဝမန်ဂါဆာရဲ့ယွန်တဲ့အီရဲ့ပါတိုက်ကုဆုရှိနိုင်ယောတာတာရောဝဆိုလို့ရှင် သူမန်ဂါရုပ်ပြကတ်တုန်းစာအုပ်လေးတွေဒါဖတ်နေရမယ်ဆိုလို့ရင် မပြင်းဘူးမဟုတ်လားသူကအဲသူအဆင်ပြေတယ်ဒါဒီစာအုပ်လေးရှိနေရင်သူအဆင်ပြေပြီဒါမျိုးပုံစံနောက်တစ်ခုခရရဆာရဲ့ကြောဘူးနာရာဒိုနာခွတ်တိုနီမိုချောဆန်တကီရုနော်ဒီခနာကိုတာတတ်မှာမယ်ဆိုလို့ရှင်ဘလို့အရာပဲဖြစ်ဖြစ် စင်ကောနိုင်တယ်နော်အဲ့မို့သူကခနာကူတာတတ်မှာလို့ရှင်အဆင်ပြေပြီအဲ့လိုမျိုးပုံစံလေးပေါ့နော်ကဲအဲ့ဆိုရင်နောက်တစ်ခုကိုကြည့်ကြည့်မယ်နောက်တစ်ခုနော်တာတိုအဲဒဲမိုတာတိုအဲတဲမိုပေါ့နော်ကအကွယ်၍ကွက်လက်ရင်နော်အကွယ်၍ကွက်လက်လေပဲဘယ်လိုမျိုးပုံစံလဲဆိုလို့ရှင်တတူရဲ့မာဝရီနိုဟီတိုတာချီနီဒေါနာဟန်တိုင်းစာဒေါနာနီဟန်တိုင်းစာရတဲ့မူဘိုကူဝါပရိုနိုကာရှူနီနာရီတိုင်းဘောနအကယ်၍ ဘေးပတ်ဝန်းကျင်ရလူတွေကဘလို့မျိုးကောနော်ဘလောက်တောင်ကန့်ကွက်လဲပဲကန့်ကွက်ရင်တောင်ကျွန်တော်ကတော့ professional အဆိုတော့ဖြစ်ချင်တယ်เนาะဥမာချင်းကြီးကလိုပေါ့ဘသူပဲဆန့်ကျင်ဆန့်ကျင်သူကတော့ဆိုမဆိုမပဲပေါ့เนาะအဲ့လိုမျိုးပုံစံလေးပေါ့เนาะကဲရွေးကွက်လဲရင်เนาะကဲရွေးကွက်လဲလဲပဲဥမာအဖြစ်တတူရဲ့တကခုတဲမှုရှင်ဂေါတိုနီဟိဆူယောနာမိုနိုဝါခါဝါနာခဲတယ်ပါနာရနိုင်အကယ်၍ဈေးကြီးရင်တော့မှအလုံးအတွက်လိုအပ်လို့ရှင်မဝယ်ရင်မရဘူး အကယ်၍စေကြည်လဲပဲအဲ့လိုပုံစံမျိုးလေးပေါ့နော်။ကဲနောက်ဆုံးတစ်ခုလာပြီ။ပတာရနာရသူရဲ့အဓိပ္ပာယ်ပြန်ပြန်အပြင်လျင်ရိုးရိုးလျင်ပဲပေါ့နော်။လျင်ပဲကျွန်တော်တို့ဘလို့ပဲခွဲပြီးမှတ်မှတ်ဆမ်ဘဘွဲရောက်လို့ရှိရင်ကိုကခေါင်းထဲမှာကြံနေတာလျင်ပဲကြံနေတာပေါ့နော်။ဒါပေမဲ့ status လေးကိုခွဲပြီးတော့မှနည်းနည်းလေးထပ်ခွဲလို့ရတယ်။ဘလို့မျိုးလဲဆိုလို့ရှိရင်တမပါပေါ့နော်။ဟောနော် အခနဲ့တို့ဟိမကအရေပါဝါတရှိမှုခိုင်ခိုင်ရခုစုံတခဲ့တို့တဲ့ပတ်စံနဲ့အချိန်သာရှိမယ်ဆိုရင်အားမယ်ဆိုရင်ဆိုအချိန်သာရှိမယ်ဆိုရင်ပေါ့နော်ကျွန်တော်ကလည်းနိုင်ငံခြားခီးသွားမှာပေါ့နော်နိုင်ငံခီးသွားပြမှာပါပေါ့နော်ဒါမှမဟုတ်သူရဲ့ပုံစံလေးကဘယ်လိုမျိုးလဲဆိုရင်မဖြစ်သေးတဲ့အခြေအနေကိုဖော်ပြတဲ့နေရာမှာဒီဘာလေးကိုတုံးတာများတယ်ပေါ့နော်ပတ်စံနဲ့အချိန်သာရှိမယ်ဆိုလို့ရှိရင် तू ကနိုင်ငံခီးသွားခြင်းနဲ့သွားမယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်တကယ်တော့ तू မှမရှိဘူး အဲ့ဒါမှတုံတယ်နောက်တစ်ခုနိဗ္ဗာန်မိုရှိနေဘိုရှိတဲ့ဣတရာကုနိုဟိကိုကီနီဝါဒေါရနာခတ်တာမနီအတေယောခတ်တာတကယ်လို့သူအိပ်ပျော်နေခဲ့မယ်ဆိုရင်အဲ့ရထာနောက်ကျနေခဲ့မယ်ဆိုလို့ရှိရင်ဒီလေရင်ကိုစီးနိုင်ခဲ့မှာမဟုတ်ဘူးအချိန်မီလို့တော်ပါသေးတယ်သူကတကယ်ကြတာမှဖြစ်ခဲ့ဘူးဒါပေမဲ့သူကဘယ်လိုမျိုးလဲဆိုရင်အတိတ်ကိုပြန်ပြောင်းတွေးတာတကယ်လို့ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တလေးမှတ်လိုက်ပါတော့တဖောင်လေးဆိုတော့အတိတ်ပုံစံမျိုးလေးပေါ့နော် အတိတ်ကိုပြန်ပြောင်းတွေးတဲ့ခါမျိုးဆိုလို့ရှိရင်ဒါရာကိုတုံးလာများတယ်နောက်တစ်ခုဟာဇန္နန္ဒစိတ်မကောင်းစရာပဲကက်ဆေနာရာကက်ဆေဝါရီပိခိတေချိကတိုကခါယနာနောခါယတနောနိဘောနောចောင်းသားဆိုလျင်ចောင်းသားရဲ့ discount ဘောနော discount နဲ့လက်မဝယ်နိုင်ရဲ့တာနဲ့တွားကြတော့နာရနာရရဲ့ပုံစံကတွားရှေ့မှာနောင်းလိုက်တယ်နောင်းလိုက်တဲ့ပုံစံလေးနော်နာရနောင်းနာရခုနဆိုလို့ရှိရင်အမေနာရတတမဆိုလို့ရှိရင်လည်းကျော်ပေါ်မှာ တောင်းနဲ့တွေ့ပြီးပါသွားတဲ့ကောင်းတဲ့နှစ်ခုရှိတယ်ပေါ့နော်ဒီမှာဘာကောင်းလဲတွေ့ရတဲ့ဆိုရင်ဒီမှာအာမေနာရာအာမေနာရာဆိုပြီးတော့အဲ့လိုမျိုးလေးပေါ့နော် तू ကများသောအဖြစ်တခြားမှာပေါ့နော်နာခေမကြောဘူးနာရာကြောဘူးနာရာဒီမှာလည်းတစ်ခုပါသွားတယ်ကြောဘူးနာရာနာခေနောင်ခေနဲ့တွေ့လို့ရှိလို့ရှိရင် နော်နောင်နာရာအဲ့ဒီဆိုလို့ရှိရင်နောင်ကိုတုံးတာများတယ်နာရာကိုတုံးတာများတယ်ပေါ့နော်အဲ့လိုမျိုးလေးခွဲမှတ်လို့ရပါတယ်နားလည်သွားမှလို့ထင်ပါတယ်ဗျကျေးဇူးတင်ပါတယ်